ဟိုတိတ်တိတ်တွေးဆောင်မှုမှာအသာစီးရဖို့တော့ဒီအသာစီးမရခဲ့တဲ့ဟာကိုဖြေပြတ်ဖို့တော့သူပထမဆုံးဦးစားပေးနေတယ်လောက်ရမှာဘာလို့လဲဆိုတော့ကျွန်တော်တို့ Man United အနေနဲ့ဆိုစပါ့ကိုနောက်ဆုံးနိုင်ခဲ့တာဟို2-0ပွဲပေါ့ Ronaldo Man United မှာရှိစဉ် Eric Dine နဲ့အိမ်ဝင်ပွဲစဉ်ဆိုတော့၃နှစ်ပြီပါရှိပြီအဲ့တော့ဒါကကျွန်တော်တို့ကဒီတိုင်းဟို normalize လုပ်ပြီးတွေးလိုက်လို့ဒါဘာမှမဟုတ်သူလို့ထင်ရပေမဲ့ဒီလိုအသင်းကြီး2သင်းပဲထားပါတော့နော်ဒီ Premier League ရဲ့ basics 2သင်းအနေနဲ့တသင်းအတသင်းကိုအနိုင်မရတာ၃နှစ်ကြာပြီဆိုတော့ ဟို United ကစပါးကိုဖြစ်ရင်တိတ်ပြတနာမရှိပေမဲ့တိလဲစပါးက United ကို၃နှစ်လောက်မရှုံးဆိုတဲ့ကိစ္စကနည်းနည်းလေး energy ရဲ့ကိစ္စလို့ကျွန်တော်ကတော့မြင်တယ် အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ The Sports Corner နေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်တို့ preview အစီအစဉ်လေးတင်ဆက်ပေးမှာဖြစ်ပါတယ်စနေနေ့ညနေ9:00နာရီမှာရှင်ပြိုင်ကစားမယ့် Tottenham Hotspur နဲ့ Manchester United အသင်းတွေပွဲကြိုသုံးသပ်ချက်ကိုကျွန်တော်နဲ့အတူညီလေးထက်ဆိုတော့အတူတူကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ညီလေးမင်္ဂလာပါမင်္ဂလာပါအဲ့တော့ဒီတစ်ပတ်မှာတော့ပွဲကြီးပွဲကောင်းအစားတာပေါ့နော် Big Match ကနှစ်ပွဲရှိတယ်အဲ့တော့ Tottenham Hotspur နဲ့ United အသင်းရဲ့လက်ရှိအခြေအနေပေါ့အဲ့တော့ Tottenham ဘက်ကပဲညီလေးကအစားပြောပေးပါဦးဟုတ် Spurs ကတော့ဒါလောလောလတ်လတ် ်ချန်ပီယံလိဂ်မှာတော့ရလက်တွေကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့ဒီရာသီအတိုင်းတာအရဆိုရင်တို့ဟိုပွဲစဉ်ထက်မှာတော့မန်ချက်စတာစီးတီးနဲ့အသင်းကြီးနဲ့တွေ့ရတဲ့အချိန်မှာနိုင်ပွဲရတယ်ဒါပေမဲ့နောက်ပိုင်းပွဲစဉ်မှာတော့ပြီးခဲ့တဲ့ဘက်ကဆိုချက်စီးအသင်းနဲ့ပွဲစဉ်မှာကစားတဲ့ပုံစံဆိုတော်တော်လေးဟိုတို့ဝေဖန်ခံနေရတယ်ပေါ့အမနီးပြားနဲ့ကစားသမားတွေဆိုလဲဗန်ဒီဗန်တို့မှာတော့ဆိုနီးပြားကိုတင်းပြီးတော့လက်ဆွဲမနှုတ်ဆက်ပဲနဲ့ဝင်သွားတဲ့အထိနည်းနည်းလေးတို့မှာမတိမငြိမ်ဖြစ်နေတယ်အဲ့တော့ဒီရသည်ကျွန်တော်တို့အရင်အပတ်တည်းကပြောခဲ့သလိုစပိုက်အဓိကပြဿနာကတော့အိမ်ဝင်းမှာ တို့ဖြစ်နေတာပေါ့အိမ်ကွင်းမှာဆိုရင်ယာတိဆဘန်လီနဲ့ပွဲစဉ်ပြီးကြတဲ့ဟာတောက်လျှောက်ဘာနိုင်ပွဲမှာမရတော့ဘူးဒါပေမဲ့အဝေးကွင်းပွဲစဉ်မှာကျတော့ရလက်ကတော့ကောင်းတယ်ဒါပေမဲ့ချန်ပီယံလိဂ်မှာတော့တို့ပြီးခဲ့တဲ့ကြားရမှာတော့နိုင်ပွဲပြန်ပြီးတော့ရှာတွေ့ထားတယ်ဒါပေမဲ့အသင်းရဲ့ပြဿနာကဘာလဲဆိုတော့ကျွန်တော်မြင်တာကတော့စပါးကလူစင်းရင်အားဖြစ်ပေါ့တို့စကွတ်တပ်ကတော့အရင်အားထက်ဆိုင်နည်းနည်းလေးပို့ပြီး strong ပြတ်လာတယ်တောင့်တင်းလာတယ်ဒါပေမဲ့တည်ငြိမ်တဲ့လူစင်းပေါ့အခုကျွန်တော်တို့ရုတ်တရက် Tottenham Hotspur ဆိုပြီးတွေးကြည့်လိုက်လို့ရှိရင်အရင်တော့ဆိုရင် အကင်းရယ်ဆွန်အောင်မင်းဘေးရတက်ရောက်ကြပေါ့ဒါတိုက်ဆက်ကသုံးတွဲဆိုပြီးမြင်လို့ရပါမယ်အခုကျတော့ဒဏ်ရာပြဿနာကြီးလည်းအရင်များတော့တိုက်ဆက်တွေမှာဆိုဘယ်သူတွေဝင်ဆုံလို့ဆော့နေမှန်းတော့အရင်ဟိုမကွဲမပြားဖြစ်တဲ့ပုံစံလိုမျိုးပေါ့နော်အဲ့လိုကိုလိုမူဝါနီလာရစ်ချက်လီဆယ်လာပြီးရင်အော်တိုဘတ်တို့အတဲတို့ဒီကစားသမားတွေနဲ့ rotation သုံးပြီးတော့ဘယ်သူကအဓိကကိုယ်သွင်းမှုတာဝန်ယူပေးမှလဲဆိုတော့ပြဿနာတော့မြင်ရတယ်အကွင်းလယ်မှာတော့နီးပြတဖြည်းဖြည်းနဲ့ဒီဘန်ဒန်ကာနဲ့ ပလင်ဟာအတွဲနည်းနည်းအထိုင်ချနေတဲ့ပုံစံလိုမျိုးပေါ့။တစားတစားတော့ပိုတည်ငိမ့်လာ။အဲ့တော့ဒီရာဒီအနေထားအရသုံးသပ်လို့ရှိရင်တော့စပါးကကောင်းတယ်လည်းမဟုတ်ဘူးဆိုးတယ်လည်းမဟုတ်ဘူးသူတို့ကောင်းလာဖို့အတွက်ကိုတဖြည်းဖြည်း အချိန်တော့ယူနေတယ်ဒါပေမဲ့ယာတီအစရရုံလုံးပေါ်တလူလူလေးဖြစ်ပေမဲ့နည်းနည်းလေးတော့ခြေတလန်းပြန်ဆုတ်သွားတဲ့ပုံစံမျိုးတော့ကျွန်တော်တို့မြင်ရတယ်ပေါ့ဟုတ်အဲ့တော့စပါးသင်းကိုအခုတို့ကြည့်မယ်ဆိုရင်ပြီးခဲ့တဲ့နှစ်ပတ်ဆက်တိုက်ဒါပရီးမီယာလိမှာနိုင်ပွဲပြောက်တယ်ကာဆယ်နယ်ပွဲချက်စီနယ်ပွဲကိုဂိုးမရအောင်ပေါ့နော်ဒါပေမဲ့နောက်ဆုံးကိုရင်ရဲ့ကွဲမှာကျတော့တော်တော်လေးကောင်းနေပေါ့နော်ဇာဗီစီမွန်းတို့ဘရီနန်ဂျိုဆင်တို့ဒီအော်တိုက်စစ်က fluid တော်တော်ဖြစ်တယ်လို့ပြောလို့ရတယ်အခုအဲ့ဒါလေးတော့မြင်ရအဲ့တော့ဒီပွဲမှာရော အဲစပါကဘယ်လိုပုံစံမျိုးနဲ့လာမယ်ထင်လဲနောက်ပြီးတော့ယူနိုက်တက်အသင်းနဲ့တွေ့ဆုံမှုတွေမှာတော့စပါအနေနဲ့ဘယ်လိုရင်ဆိုင်ပြီးတော့အဲဘယ်လိုပုံစံလေးတွေကိုအခုမြင်ရမယ်ထင်လဲဗောနော်ဟုတ်သောမတ်ဖရန့်ကတော့ကျွန်တော်တို့သတိထားမိသလားတပွဲနဲ့တပွဲသူလူစင်းတော့တော်တော်လေး rotation လုပ်ပြီးဆော့တယ်ဥမာကူတက်ဆိုရင်လည်းတချို့ပွဲစဉ်တွေမှာတောင်ပံမှာဆော့ပြီးမယ်တချို့ပွဲစဉ်ကြာရင် AMF နေရာမှာနံပါတ်10ရိုးနေရာမှာဝင်ဆော့တာမျိုးတွေ့ရတယ်ဥမာဆက်စီးနဲ့ပွဲစဉ်မှာဆိုသူကကွင်းလေလူတွေအများကြီးနဲ့ဟိုပွဲကိုလွှမ်းမှုကိုတက်သူစူးစမ်းတာမျိုးရှိရဲအဲ့တော့ဒီပွဲစဉ်မှာတော့သူတို့ တိုက်ဆက်ကစားသမားဟိုအနေထားကိုပို့ပြီးတော့လက်ရှိဖောင်မိနေတဲ့ကစားသမားတွေတုံးလာမယ်လို့ကျွန်တော်ထင်တယ်ဗောနော်ဥမာဇာဗီဆိုင်မွန်ရိုကူဒက်စ်တို့အဲဒီလိုကစားသမားတွေဒါပေမဲ့တိုက်ဆက်ကတော့တကယ်ပြဿနာကိုလိုမူဟာနေရရစ်ချက်လီဆန်ရောနှစ်ယောက်စလုံးကတော့တကယ်စပါမှာအဆင်မပြေရစ်ချက်လီဆန်ဆိုသူ့ကိုဂိုးရစင်ချင်လို့ပယ်နတီပေးကန်နေဟာတော့မသူအသုံးမချနိုင်တဲ့အဒီတော်တော်လေးကိုအခြေအနေဆိုးနေရပေါ့ဒါပေမဲ့အဲ့ဒါတော့ပါပဲကျန်တာတွေကဇာဗီဆိုင်မွန်တို့ပါတော့လေပြီးခဲ့တဲ့ချန်ပီယံလိမှာတော့ ော်တော်လေးခြေစွမ်းပြသွားတယ်ဆိုတော့တစားတစားတော့ပူပူပြီးတော့အံ့ဝင်လာပြီဒါပေမဲ့တွေးဆမှုတွေအများဆိုရင်တော့ Thomas Frank နဲ့ head to head တော့ရှင်လို့မရပါဘူး Spa ကတော့ဒါပြီးခဲ့တဲ့နှစ်တွေမှာတော့ Man United ကိုတောက်လျှောက်အသာစီးယူထားတဲ့ပုံစံလိုမျိုးပေါ့ဒါမနစ်ကဆို၄ဝဲကစား၄ဝဲလုံးပြိုင်ပွဲအရရမှာမတူညီတဲ့ပြိုင်ပွဲ၃ခုမှာ၄ကတွေ့ပြီး၄ကလုံးနိုင်တဲ့အထိကိုတော်တော်စွမ်းဆောင်ပြတာဆိုတော့အစင်လာပိုင်းကတော့တို့က အตาရနေလို့ပြောလို့ရတယ်ဟုတ်လက်တလောအစင်လာပိုင်းပေါ့လက်တလောမှာတော့အตาစည်းရနေလို့ပြောရအောင်ပေါ့နော်အော်တစ်ဖက်က United မှာရောညီလေးအနေနဲ့လက်ရှိမှာ၃ပွဲစတဲ့နိုင်ပွဲရနေနောက်ဆုံးပွဲတေးကြသွားတယ်ပေါ့နော် Forest နဲ့ပွဲမှာဒါပေမဲ့တေးကြရဆိုပဲနဲ့ညံ့ခဲ့တာတော့အကိုလည်းမထင်ဘူးပေါ့နော်အဲ့တော့ United ကရောဘလို့ပြင်ဆင်လာမယ်ထင်တယ် United ရဲ့လက်ရှိအနေထားရောညီလေးဘလို့မြင်လဲပေါ့နော်ဆိုတော့ Forest နဲ့ပွဲမှာတော့ကျွန်တော်တို့ကနိုင်ပွဲ ရက်သွားတဲ့အတွက်နည်းနည်းလေးတော့စိတ်ပြတ်တဲ့ဟာတော့ပြိတ္တတော်တော်များများရှိကြတာပေါ့ဒါပေမဲ့တကယ်တမ်းကျရင်တော့မနောက်ဟိုနောက်ဆုံး၄ပွဲဆိုပြီးပြန်တွေးကြည့်လို့ရှိရင်လေ၄ပွဲမှာ၁၀မှတ်ဆိုတာလေတကယ်တော့မဆိုးတဲ့အမှတ်မျိုးတွေမှာပါပါတယ်ပြီးတော့ Forest နဲ့ပွဲမှာဒါကျွန်တော်တို့အဝေးခွင်းပွဲစဉ်တွေကိုနှိုင်းယှဉ်ကြည့်လို့ရတယ် Liverpool နဲ့ Anfield ပွဲတော့ထားလိုက်တာအသင်းကြီးချင်းချင်းကန်တဲ့ပွဲမဟုတ်လို့ကျွန်တော် mid table အသင်းတွေနဲ့ကန်တဲ့အခါမှာ Fulham နဲ့ကန်တယ်တည်ရကြတယ် Brentford နဲ့ကန်တယ်၃ခုတကူနဲ့ရှုံးတယ်အခုဒီပြီးခဲ့တဲ့ Forest နဲ့ပွဲမှာတူးတူးကြတယ် အဲ့တော့ကစားပုံအရတော့ forest ကိုဟိုဒုက္ခပေးနိုင်တာမျိုးဟို dominic လောက်ပြီးလွှမ်းမိုးနိုင်တာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ဟိုဘယ်လိုပြောမလဲ fighting spirit ပေါ့တိုက်ပွဲဝင်စိတ်ဓာတ်တစ်ခုကိုတော့ကျွန်တော်တို့အသင်းမှာတော့တကယ်ကိုမြင်ရတယ်ဗျာဘာလို့လဲဆိုတော့ brandford နဲ့ပွဲစံမှာဆိုကျွန်တော်တို့က bruno penalty လွဲပြီးတဲ့အချိန်မှာ man united ကလုံးဝဟိုစိတ်ကို short ချလိုက်တဲ့ပုံစံလိုမျိုးပေါ့ဒီပွဲမနိုင်တော့တော့ဘူးဆိုတော့သိတယ်ဒီပြီးခဲ့တဲ့ forest နဲ့ပွဲစံမှာကြတော့အဲကိုလည်းသိရတယ်နောက်ဆုံး65မိနစ်ဆို အမတ်တီယာလိုရဲ့အလုံးစုံဒါတကယ်ဝင်ဝိုင်းလိုတာထင်လိုက်တာပေါ့မော်ရီလိုမော်ရီလိုရှင်းထုတ်လိုက်တာဆိုတော့အဝေးကွင်းပွဲစဉ်မှာဒီလိုမျိုးဖြစ်တော့မဖြစ်လာဘူးကို result အရမဖြစ်လာဘူးဒါပေမဲ့တို့နောက်ဆုံးမိနစ်တိတော့အနည်းဆုံးတော့ကြိုးစားခဲ့သေးတယ်အဲ့တော့အသင်းရဲ့အနေထားနိုင်ပွဲရပ်သွားတာလွဲလို့ရှိရင်တော့အရင်ဟိုအနှုတ်လက္ခဏာဘက်ကိုပြန်ရောက်သွားတယ်လို့တော့ကျွန်တော်ကမမြင်ဘူးပေါ့နော်အဲ့တော့လက်ရှိ form အရဆိုရင်တော့အဆင်ပြေတယ်ဂိုးသမားလည်း တပွဲပဲကလင်းသူစပြီးဖမ်းတဲ့တပွဲပဲကလင်းရှိရသေးတယ်ဆိုပေမဲ့လည်းသူ့အတိုင်းလာနေသူတော့ဟိုသူ့အမှားကြောင့်ပေးရတဲ့ဂိုးတွေဆိုတာမျိုးကျွန်တော်သိမတွေ့ရဘူးနောက်တန်းဆိုလည်းစုပွဲမှုပိုကောင်းလာတယ်ကွင်းလည်းဆိုလည်းပြီးခဲ့တဲ့ပွဲစမှာတော့တော့ခြေစွမ်းပြသွားတယ်ဒါပေမဲ့ Forest နဲ့ပွဲမှာတော့တိုက်စစ်၃ယောက်ကတော့တိတ်ပြီးတော့အလုံးမပြည့်ဘူးပေါ့နော်အန်ဝေးဘောကွန်တာဆက်စကိုနည်းနည်းလေးစွမ်းဆောင်ရအန်ဒါပေါ်ဖောင်းဖြစ်နေရလို့ပြောလို့ရတယ်ဆိုတော့ဒီပွဲစဉ်မှာတော့ကျွန်တော်ကအပြောင်းလဲလုပ်မယ်ဆိုလို့ရှိရင်တော့မေဆာမောင်းကိုနည်းနည်းလေးကြည့်ကျင်တယ်ပေါ့ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့ထူးဆန်းတာတစ်ခုက Ruben Amorim ရောက်လာတဲ့အချိန်မှာသူ့ရဲ့ favorite player လို့ကျွန်တော်မြင်ပေမဲ့လည်းပြီးခဲ့တဲ့ Brighton ကို4-2နဲ့နိုင်တဲ့ပွဲရောဒီ Forest နဲ့တူးတူးတည်ကြတဲ့နှစ်ပွဲလုံးမှာမင်းဆန်မောင်း game minute ပေါ့နော် game time 10မိနစ်မှမပေးပါဘူး။လုံးဝထဲမဆော့ပါဘူးဆိုတော့ဒီပွဲစံမှာတော့မေဆာမောင်းနဲ့နည်းနည်းလေးအပြောင်းလဲလုပ်မယ်လို့တော့ထင်ပါတယ်ကျွန်တော်ဟုတ်အဲ့တော့လက်ရှိ United ကရောအမိုရင်ရဲ့ဒီ3 back နဲ့ system တစ်ခုကြပြီလားဒါမှမဟုတ်ညီလေးအမြင်မှာရော ဒီဟာကိုဒီထက်ပိုပြီးတော့ကောင်းဖို့လိုသေးလားပေါ့ဘယ်နေရာလေးတွေဒီအာမရမျိုးလေးရှိတယ်ပေါ့နော်လက်တလောချင်းလေး3 back နေရတော့တဖြည်းဖြည်းအသားကျလာမှာပါကျွန်တော်အရင်ကကျွန်တော်ရဲ့ခံယူချက်ကတော့ဟိုဘောလုံးပွဲတစ်ခုမှာကွယ်အဲ formation တခုကိုပြောင်းပြီးဆော့ရဲဆိုတဲ့မှာအရင်ဟိုသိပ္ပံနည်းပညာဆန်တဲ့ကိစ္စမဟုတ်ဘူးလူသားတွေကဒီလိုပဲကြင့်ယူလို့ရတယ်တဲ့မှာဘလောက်ပဲခက်ခဲတယ်ပဲပြောပြော3 back ကနေအခုချိန်4 back ပဲပြောင်းပြောင်း5 back ပဲပြောင်းပြောင်းဘလို formation မဲ့ဆော့ဆော့လူလူချင်းကဒီလိုပဲ လင်းကျင်လင်းကျင်နဲ့အလုတ်ဖြစ်သွားလို့ရတယ်ဆိုတော့ဘလောက်ပဲတင်လွယ်တက်လွယ်မဟုတ်တဲ့ကစားသမားတွေဖြစ်နေပါစေဒီအချိန်အခုဆိုတစ်နှစ်နေပါသူတို့ဖြစ်လာပြီဘုပဲအမော်ရင်ရောက်တာအဲ့တော့တဖြည်းဖြည်းနဲ့အသားလေးကျလာတင်ပြီပိုကောင်းလာတဲ့လက္ခဏာတွေလည်းမြင်ရတယ်ပြီးတော့ကျွန်တော်မြင်တာတော့ formation ကိုပိုနားလေလာတယ်ဆိုတော့ကစားသမားတွေနဲ့နီးပြနေကြာစိတ်ပိုင်းဆိုင်ရာအဲ့လိုနည်းနည်းယုံကြည်မှုပေါ့အဲ့ဒီဟာလေးကြီးလည်းပိုပြီးတော့တိုးတက်လာတယ်လို့တော့ကျွန်တော်ထင်တယ်ဒါပေမဲ့ squad အရာတော့ tactically ကြည့်ရလို့ရှိရင်တော့ကွင်းလည်ရတော့ကျွန်တော်တို့ကဘလုံးမှ ဟိုတောင်းတင်းတယ်လို့ပြောလို့မရဘူးအဲ့တော့တကယ်တမ်းဖြည့်ရမယ်ဆိုရင်တော့တကယ်အဆင့်တန်းမီ win back တစ်ယောက်ပဲကွင်းလေရတော့ကျွန်တော်ထင်တယ်2ယောက်3ယောက်အဲ့လောက်လောက်ကိုတောင်းတောင်းမီခေါ်ရမယ်အနေထားမှာရှိတယ်အဲ့တော့ front 3ရတော့တိုက်ဆက်3ယောက်ကတော့ဒီရာသီမှာသွေးသက်လောင်းလာတယ်နောက်တန်းလည်းအဆင်ပြေသေးတယ်ကိုသမားအစ်စ်တစ်ယောက်လည်းခေါ်ရတာဖြစ်တဲ့အတွက် win back တစ်ယောက်လောက်ပဲအကွင်းလေကစားသမားအဲ့လို premium quality 2ယောက်လောက်ပဲအရန်တစ်ယောက်လောက်ပဲအဲ့လိုမျိုးလေးဖြည့်လိုက်ရင်တော့ နောက်ရသည်အများကြီးပိုကောင်းသွားမယ်လို့ထင်ပါတယ်เนาะကိုလည်းအဲ့လိုပါပဲဟိုအဓိကခန်းစစ်မှာတော့ဒီလစ်တော်တော်လေးကောင်းလာတာတွေ့ရတော့ဒီရသည်ပါတော်တော်လေးဖောင်တက်လာတယ်နောက်ပြီးတော့ဒီလစ်နဲ့ယူလို့တွဲလိုက်ရင်ခန်းစစ်ကအဲ့ကိုတို့ဒီလုံခြုံနေဆိုတော့ခန်းစားမှုတစ်ခုပေးနိုင်လာတယ်ဗောနော်တဖြည်းဖြည်းနဲ့ဒီနှစ်ယောက်ရဲ့အတွေ့ကတယောက်ကကြတော့ဒီဘယ်လိုပြောအောင်လဲအမြင်မောရရှင်းထုတ်မယ်ကြင်ကြင်နန်းရှင်းတော့ယူရိုကြတော့လေလိုက်နိုင်တယ်တချို့ဘာတွေဆိုလဲ ဟို phone တွေကို tactically လုံနိုင်တဲ့အရာတွေရှိတယ်သူတို့နှစ်ယောက်တော်တော်လေးကောင်းလာတယ် United Cancer ကတော်တော်လေးတောင်းသွားတယ်နောက် Sunny Lemon Set ဆိုခန်းစေကျောင်းကလူရှော့ကလည်းဘာပဲဖြစ်ဖြစ်သူ့ရဲ့ phone ကအခုမှအကူအကောင်လေးပြန်မြင်ရတာညီလေးပြောခဲ့တယ်ဘယ်ချမ်းကဒါလောက်နေရတရားလောက်လူမယ်ပေါ့နော်ဒါလောက်အနေနဲ့နည်းနည်းဟိုမြောက်ဒီမြောက်ဖြစ်နေလို့ကိုလည်းခံစားနောက်ပြီးတော့ Bruno နဲ့ Casemiro နဲ့တယောက်ကြရင်ထဲ့ဖို့ Ugarte ရော Menu ရောနှစ်ယောက်လုံးကဒီ class တစ်ခုလောလောဆယ်မှာ form အောက်နေရပါတော့ တော့အဲ့နေရာမှာတကယ် quality player တယောက်လောက်ရှာရင်တော့မစိုးဘူးတိုက်ဆက်ကတော့အခုဘာမှပြောစရာမရှိဘူးအန်ဘူးဘူးဒါကျိုင်းတဲ့လူတွေပြတ်ပြတ်နာမစ္စစကူပဲဖြစ်ဖြစ်ကျွန်တော်အခုဒီကုညာပဲဖြစ်တော့အဲ့တော့ United ကဒီအခြေအနေနဲ့ဆိုရင်တော့အခုအများကြီးတော့ဟိုထပ်ပြီးမျောလင်းလို့ရလောက်တယ်ပေါ့နော်ထပ်ပြီးညီလာပြီအခုဒီပွဲမှာကအခုဒီနေ့တဲ့အထိတ်တိုက်တွေးဆုံမှုတွေမှာလက်တော်အခြေအနေတွေရော ဒီပွဲပေါ်မှာတက်ရောက်မှုရှိနေတာနောက်ပြီးတော့ပြောချင်တာကထိတ်တိုက်တွဲဆိုမှာအသာစီးမရတဲ့ဟာအမိုရီနေနဲ့ဘယ်လောက်ထိလုံပေးနိုင်မလဲလက်ရှိ United ကကွန်းတွင်းမှာရောစပောက်ဒီပွဲမှာအသာစီးယူနိုင်ပါမလားဟုတ်အော်ထိတ်တိုက်တွဲဆုံမှုမှာအသာစီးရဖို့တော့ဒီဟိုအသာစီးမရခဲ့တဲ့ဟာကိုဖြေပြတ်ဖို့တော့သူပထမဆုံးဦးစားပေးနေတယ်လောက်ရမှာဘာလို့လဲဆိုတော့ကျွန်တော်တို့ Man United အနေနဲ့ဆိုစပောက်နောက်ဆုံးနိုင်ခဲ့တာအော်2-0ပွဲပေါ့ Ronaldo Man United မှာရှိစဉ်အဲရစ်တိုင်းနဲ့အိမ်ဝင်ပွဲစဉ်ဆိုတော့3-0ပါရှိပြီအဲ့တော့ ဒါကကျွန်တော်တို့ကဒီတိုင်းဟို normalize လုပ်ပြီးတွေးလိုက်လို့ဒါဘာမှမဟုတ်သလိုထင်ရပေမဲ့ဒီလိုအသင်းကြီးနှစ်သင်းပဲထားပါတော့နော်ဒီ Premier League ရဲ့ basics နှစ်သင်းအနေနဲ့တသင်းကတသင်းကိုအနိုင်မရတာသုံးနှစ်ကြာပြီဆိုတာဟို United က Spurs ကိုဖြစ်ရင်တိတ်ပြတ်တနာမရှိပေမဲ့ဒီလား Spurs က United ကို၃နှစ်လောက်မရှုံးဆိုတဲ့ကိစ္စကနည်းနည်းလေး energy ရဲ့ကိစ္စလို့ကျွန်တော်ကတော့မြင်တယ်အဲ့တော့ပြီးတော့ပြီးခဲ့တဲ့ရာသီမှာလည်းပြိုင်ပွဲနှစ်ခုကနေကိုယ့်ကို ထွက်အောင်လုပ်ခဲ့တဲ့အသင်းလည်းဖြစ်တယ်အဲ့တော့ မန်ယူနိုက်တက်ဘက်မှာ pressure ပုံများတယ်လို့ကျွန်တော်ထင်တယ်။ဟုတ်ကဲ့။ Tottenham Hotspur ကတော့သူတို့ဒီပွဲစဉ်မှာမဖြစ်မနေရလက်ကောင်းတစ်ခုခုပေါ့။အနည်းဆုံးတော့ပြိသက်စိတ်ကျိန်နဲ့လောက်တဲ့ revenge လုပ်တဲ့ဟိုဘယ်လိုပြောမလဲ။ပြန်ပြီးလက်စားချေတဲ့ရလက်တစ်ခုခုတော့ယူပြတဲ့တယ်တယ်။ဘာလို့လဲဆိုတော့ဘောလုံးစီစဉ်တစ်ခုမှာတသိန်းနဲ့တသိန်းတွေ့ပြီးလေးကတွေ့ရလေးကလုံးရှုံးနေဆိုတာဒါတော်တော်လေးဟိုဘယ်လိုပြောရမလဲ။အတားစီးပြက်ပြက်တသားယူရတဲ့ပုံစံမျိုးဆိုတော့ ဒီတရားဒီမှာမှာထက်ရလဲဆိုလို့ရှိရင်နောက်ဆုံး၅စင်တွင်း၅စင်ရှုံးဆိုရင်တော့အဲ့တိတ်မကောင်းတဲ့ reset မျိုးထွက်လာမှာပေါ့အဲ့တော့ queen တွင်းမှာအသာစီးယူနိုင်မလားဆိုတာတော့ man united ရဲ့ဒီရာဒီပွဲစဉ်တွေကြည့်ရအဝေးခွင်းမှာတော့ဘယ်အသင်းတွေမှာအသာစီးယူသွားတာတော့မရှိဘူးရလက်အရသာ liverpool နဲ့ပွဲမှာနိုင်သွားတာမျိုးသာရှိမယ် fulham နဲ့ပွဲစဉ်မှာဆိုရင် ပွဲအဆနည်းနည်းအဆင်ပြေတယ်ဒါပေမဲ့နောက်ပိုင်းကျတော့ဟို minute 60နောက်ပိုင်းကစားကြအဲ့တော့ fulham brentford liverpool ပြီးခဲ့တဲ့ forest လေးပွဲကံတဲ့အချိန်မှာတော့ event ဟို green speed down နဲ့ပွဲစံမှာတော့ကျွန်တော်တို့အဝေးကွင်းမှာဆိုစွမ်းဆောင်ရမကောင်းဘူးအဲ့တော့အတာစီးယူနိုင်မယ်လို့တော့ကစားကွက်ရအတာစီးယူနိုင်မယ်လို့တော့အမှန်တိုင်းပြောရင်မထင်ဘူးဒါပေမဲ့ရလက်ရသူတို့စောင့်နေကြပုံစံတိုင်းမှာ transition နဲ့နေမယ်ဆန်ဆန်အံဝေးဖို့ရဲ့အတိုးအလှုပ်တွေနဲ့ spark ဒုက္ခပေးနိုင်မယ်ဆိုရင်တော့ဟို ရလက်တစ်ခုခုယူနိုင်မယ်လို့ထင်ပါတယ်ကျွန်တော်ဟုတ်ကဲ့နည်းနည်းဆက်ဆက် ပြီးပြောတော့အကိုတို့ပြီးခဲ့အက်ကလစီကိုတော့ပြောညွှန်းကြတယ်အက်ကလစီကပြီးခဲ့တဲ့ရာသီမှာဘာစလိုနာနဲ့ရီယယ်မက်ဒရစ်ထိတိုက်တွေ့ဆုံ၄ချိန်လောက်ရှိခဲ့တယ်၄ချိန်လုံးဘာစလိုနာကဂိုးပြတ်ကြီးပဲတီးခဲ့တာပေါ့နော်ဒါပေမဲ့အခုရီယယ်မက်ဒရစ်ကတော့ဒီနှစ်မှာ2-1နဲ့ပြန်နိုင်သွားတယ်ပေါ့နော်အဲ့အဲ့ဒါလေးကိုသတိသွားရတာပေါ့နော်အဲ့လိုပုံစံလေးခက်ဆစ်ဆင်ပေါ့နော်အတင်းတော့မတူရင်ပဲပြောချင်တာအဲ့တော့ဒီမှာ18မှာ18နဲ့ရထားတယ်အကိုတို့ဒီ title race ထဲကနေစောစောစီစီမထွက်သွားချင်တော့ဒီဘွဲမှာအနိုင်ဘွဲ ရဖို့လိုတယ်ပေါ့နော်ထွက်တော့ရတယ်မထွက်သွားဘူးဆိုတာအခုပြောရှေ့အောင်တင်းနေကိုလိုက်မိဖို့တော့လိုတယ်အဲ့တော့ဒီပွဲမှာရောညီလေးရဲ့ခံမှန်းရလန်လေးဘလို့ဖြစ်လာမယ်လို့တွေးမိတယ်ဟုတ်လက်ရှိစပါတင်းကလည်းဒါတကယ်ပြောရလို့ရှိရင်အဝေးကွင်းမကောင်းတဲ့အတင်းနဲ့အိမ်ကွင်းမကောင်းနေတဲ့အတင်းနဲ့တင်းတွေ့တာပေါ့နော်အဲ့တော့ဒီမှာလာဆုံးတော့နှစ်တင်းရဲ့အမှတ်ကလည်းတွားပြီးတော့တိုင်ဖြစ်နေတယ်တူနေတဲ့အနေအထားဆိုတော့ပွဲရတော့တော်တော်လေးအကျိတ်နဲ့ရှိမယ်အဲ့တော့ကျွန်တော်အမြင်ကတော့ Man United ကနောက်ဆုံးနောက်ပိုင်းပွဲစဉ်တွေမှာတိုက်ဆက်ကဂိုးလဲ အပွဲတိုင်းလိုလိုဂိုးရတဲ့ပုံစံမျိုးရှိတယ်အဲ့တော့စပါတင်ကတော့ခန်ဆစ်ကသူတို့ဟိုတချို့ပွဲစဉ်တွေမှာတော့ခန်ဆစ်ကိုနည်းနည်းအားပြုပြီးဆော့ရတယ်ဆိုတော့ခန်ဆစ်ကတိတ်အရန်ဟိုယုံကြည်ရလောက်တဲ့အနေအထားမျိုးတော့မဟုတ်ဘူးအဲ့တော့ကျွန်တော်ကအပြန်လဲသွင်းကိုရှိမယ်အဲတကယ်လို့နိုင်ပွဲရမယ်ဆိုရင်တော့မနေ့က၄ချိန်လုံးရှုံးထားတဲ့အတွက်ဒီနေ့တော့မန်လိုက်တဲ့ကိုနိုင်ပွဲရသွားမယ်လို့ကျွန်တော်တို့မျှော်မှန်းတယ်အဲ့တော့ကျွန်တော်က1 2လောက်တော့ခံမှန်းမိပါတယ်အကိုလည်းတူတူပဲအဲ့ဒီ reserve ပဲပြောမလို့ပေါ့နော်ဘာကြောင့်လဲဆိုတော့ ငင်းနေတော့ရှော့ရှုံးနေတဲ့အင်းဆိုတာမရှိဘူးကွာဘလုံးပါလေတချင်ချင်းမှာတော့ဒီ reset လေးကတကယ်ဟိုပြောင်းပြန်ဖြစ်တယ်လေဒီလိုအသင်းနေမှာပေါ့နော်ဘာဝင်ဒီလိုမျိုးထိတ်တိုက်တွေးဆမှုတွေမှာတော့အကောဒီရာသီမှာတော့ United နိုင်ပွဲရသွားမယ်လို့ပဲအကောလည်းထင်တယ်အပြန်အလှန်သွင်းကူတော့မြင်ရတော့တယ်1 2ဆိုတဲ့ရလာတော့လည်းတကယ်ဟို United ရဲ့ပုံစံတိုင်းအသေးအံနဲ့ကပ်ပြီးတော့နိုင်သွားမယ်ပုံစံမျိုးနောက်ထပ်3မှတ်ကိုဒါရှာသွားနိုင်မယ်လို့အကောလည်းယုံကြည်ရဲ့အဲ့တော့ဒီပွဲဘာဖြစ်လာမလဲအကောတူတူစနေနေ့ည9:00မှာကြည့်တာပေါ့ဟုတ် ဟုတ်ကဲ့ပါဒါကတော့ကျွန်တော် sports corner ရဲ့ပထမဆုံးဒါပွဲချုပ်တိုးတက်ချက်ဖြစ်ပါတယ်ကျွန်တော်တို့စနေနေ့ည9:00နာရီမှာကစားမယ်တော်တင် all spar တဲ့ Manchester United ရဲ့အသင်းတို့တော့ကျွန်တော်ညီကိုနှစ်ယောက်ကနေပြီးတော့ United 1-2နဲ့နိုင်မယ်လို့ဒါတက်ညီလက်ညီခံမှန်းထားပါတယ်။ဘာဖြစ်လာမလဲသူတို့စောင့်ကြည့်နေကျွန်တော်အစီအလေးဒီမှာပဲရန်သားပြရသည်။လာမယ့်ပွဲချုပ်တိုးတက်ချက်တွေစောင့်မျှော်ကြည့်ရှုလို့လည်းတိုက်ပွဲသုံးလို့ပါတယ်။ကြည့်ပေးခဲ့တဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။